ြတ်စွာဘုရားခါတော်ဘာမစီတော်အကြောင်းတော်မှာတရေသုံးတော်ပူရှင်ညတန်းကောင်ရံကြော်တဲ့အချိန်မှာတာဝတိန်သာမျက်ပြည်ကနေလက်တွေအများကြီးစီတော်အကြောင်းတဲ့ကြီးတစ်ခုလုံးကိုလင်းထိန်သွားအောင်သူတို့ရဲ့တကိုးအရှိန်အဝါတတိတွေနဲ့လင်းထိန်သွားအောင်ပြုတ်ပြီးတော့မြတ်စွာဘုရားဒီကိုရောက်လာကြတယ်။နောက်တန်းကောင်ရံကြော်တဲ့အချိန်ဆိုတာလက်တွေပြမာတွေမြတ်စွာဘုရားဒီကိုဖူးမြော်ကြတဲ့ပြက်လာမေးကြတဲ့တရားနာတဲ့အချိန်လို့ဆိုပါလေ။အဲ့ဒါတာဝတိန်သာမျက်ပြည်ကလက်တွေရောက်လာပြီးတော့အဲ့ဒီလက်တွေက တတုံလပကာယိကနတ်များနော်သူတို့က900ကျော်လောက်ရှိတယ်အုပ်စုတစုတကယ်တမ်းကတော့သူတို့ကတာဝတိန်သာနတ်ပြည်ကိုရောက်တာသိမကြသေးဘူးအဲ့တော့မြတ်စွာဘုရားကြီးကိုသူတို့ဘာလို့ရောက်လာတာတုန်းဆိုတော့မိတ်ရွှေကောင်းတို့ရဲ့ဂုံကြီးကိုသူတို့ရဲ့အတွေ့အကြုံရသူတို့ကိုယ်တိုင်သိရတဲ့အတွက်ကြောင့်မအောင်နိုင်လို့မနေနိုင်လို့မြတ်စွာဘုရားကိုလမ်းပြီးတော့ရှောက်ကြတာအဲသူတို့ရှောက်တဲ့ဇာတ်ကြီးကိုအရှင်တို့မပြောသေးခင်မှာသူတို့ဘယ်ကလာတာတုန်းဘာကြောင့်အဲ့ဒါလိုရှောက်ချင်ရတာတုန်းဆိုတော့သူတို့ရဲ့ နောက်ကျောင်းကလေးနည်းနည်းလေးတော့ပြောတင်တယ်ပေါ့တကယ်ကသူတို့ကကုံသေး900ကျော်အုပ်စုတစုပဲအဲ့ဒါတနေ့တော့ပင်လယ်သဘုတ်တရားတွေကိုသူတို့ခေသူတို့ခါကလေအကြီးကြီးနဲ့ကုံသေးဖို့အတွက်ခရီးထွက်ကြတာအဲ့ဒါ900ရက်လောက်နေတဲ့အခါကျတော့ကမ်းမမြင်လမ်းမမြင်တဲ့အနေအထားကိုရောက်သွားတဲ့အချိန်မှာပဲအလွန်ကြီးကျယ်တဲ့လေမုန်တိုင်းသူတို့မိတယ်အဲ့ဒါလေမုန်တိုင်းကအကြီးကျယ်တိုက်တဲ့အခါမှာခုခေတ်လိုတိတ်ပြီးတော့ကောင်းမြတ်တဲ့စနစ်တွေကလည်းမရှိတဲ့အခါကျတော့ နော်ဒီလေမုံတိုင်းရဲ့ဓာန်ကြောင့်သူတို့စည်းလာတဲ့လေဟာနော်ဒေအိုးဒေနစ်တယ်ခေါ်တာပေါ့တဖြည်းဖြည်းနဲ့နေရတယ်ရေတွေဝင်ပြီးတော့အဲ့ဒါလို့နစ်ပြီဆိုတော့ကံလည်းမမြင်ဘူးလမ်းလည်းမမြင်ဘူးဘာမှကေကူညီမဲ့လူလည်းမရှိဘူးဆောင်းဆောင်မဲ့လူလည်းမရှိဘူးအဲ့တော့သူယူတန်းယူနဲ့မြပြူးဆံပြာအားလုံးဒီကုံတွေဒီအကုံလုံးဒီတေဘေးရဲ့ချင်းချောက်တာကိုအကြီးကျယ်ခံရတဲ့အတွက်ကြောင့်ကိုအားကိုရအားကိုရအတီးတီးကို နော်ပြောရှို့မြည်တမ်းပြီးတော့ငိုကြွေးရင်းနဲ့တချို့လည်းပဲနှစ်တေပါလေးကိုးဝယ်တာတွေလည်းပါတယ်ပေါ့အဲ့လိုထင်မိထင်ရတဲ့တခါတည်းငိုတဲ့လူကငိုဆူတဲ့လူကဆူပြေးတဲ့လူကပြေးနေတင်မောကြီးပုံမှာတကက်ကိုပဲဖြောပြက်ခတ်နေတာပေါ့လှေကြီးပုံမှာဒါပေမဲ့မြင်ကွင်းတစ်ခုကတော်တော်ထူချားတယ်လို့ဆိုတယ်အဲ့ဒါဘာလို့ဆိုတော့အဲ့ဒီလောက်ဖြောပြက်ခတ်နေတဲ့လူတွေကြားထဲမှာတယောက်သုံးယောက်ကြားတယောက်ကတော့တင်မလီခွေထိုင်ပြီးတော့ဘာမှမဖြစ်တယ်လို့ပဲသူ့ရဲ့မျက်နှာပဂရီအေးချမ်းပြီးတော့ပဂရီအနေထားနဲ့ ဒီအလွန်ဆိုးဝါးကြီးကြီးတဲ့လောကဒဏ်ကိုသူရင်ဆိုင်နေတာကိုတွေ့ရတယ်။သူ့သူပဲထိုင်းနေတယ်။လောသူ့ရဲ့ပုံတရံကကျန်တဲ့လူတွေအားလုံး ਨੇ ကွဲလွဲနေတဲ့အခါမှာကျန်တဲ့လူတွေကသူ့ကိုတတိမထားမိလို့ကိုမရအောင်။အဲ့ဒါနဲ့တဖြည်းဖြည်းနဲ့သူ့နားကိုလူတွေဝိုင်းလာပြီးတော့သူ့မှာတော့အာဟုရှိပုံရတယ်။ဒီလူအလွန်တင်းငိမ့်နေပေါ့။အဲ့ဒါနဲ့သူ့ကိုမေးကြတာ။ဘာဖြစ်လို့ဒီဘင်းနဲ့တွေ့တဲ့အခါမှာဒီလိုတည်တည်ငြိမ်ငြိမ်မကြောက်မလန့်နေနိုင်ရတယ်လေ။အဲ့မှာဘာအာဟုများရှိလဲ။တို့ကိုရော ဘလို့နီလန်းလေးတွေပေးနိုင်မလဲအကူပရာစီဆိုတာမျိုးပေါ့အဲ့လိုပြောတော့မှအဲ့ဒီကုံတွေကဟုတ်တယ်တဲ့ငါမှအာကိုရှိတယ်အဲ့ဒီငါရဲ့အာကိုကဘာတော့ဆိုတော့ယတနာမြတ်သုံးပါးရဲ့ဂုံကြီးစုကိုသိမြင်နားလည်ပြီးတော့ယတနာမြတ်သုံးပါးကိုငါအသက်နဲ့ကပ်ပြီးတော့အပ်ပြီးတော့ယုံကြည်ထားတဲ့အာကိုထားတဲ့အာကိုချက်နော်ဆာလိုပြောရရင်တော့တရဏဂုံသုံးပါးပေါ့ဟုတ်လားပြီးတော့ငါလူတယောက်ရဲ့အကျင့်တရားကိုဖြူရှင်အောင်တန်ရှင်းအောင်ငါကျင့်သုံးထားတယ်။အဲ့ဒါကဘာလို့ဆိုတော့ ငါးပါးသေးလားเนาะအလုံးမအခြေခံကြတယ်လို့ဆိုနိုင်ပါတယ်တတနကုံ၃ပါးနဲ့ငါးပါးသေးလားအဲ့ဒါယဟန်တန်ကတော့ဒီကနေပြီးတော့ငါအဲ့ဒီတတနကုံ၃ပါးနဲ့ငါးပါးသေးလားကိုကောင်းကောင်းနားလေအောင်လေ့လာကျင့်သုံးပြီးတော့ထားလာဒါကြောင့်ငါဒီအခြေမှာဒီဘေးဟာပြေးလို့မလွတ်ဘူးကဲမဲ့လို့လည်းမရှိဘူးပြေးလန်းလည်းမရှိဘူးတေချာဖို့တေရလိမ့်မယ်ဘဝဆိုတာတဘဝမှာတခါတော့တေရတာပါဒီအချိန်မတည်ရင်လည်းတစ်ချိန်ချိန်မှာ တေမှာပဲအခုတေမှာကြောက်လို့နောင်တေမဲ့အခါမကြောက်ဘူးလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးနောင်ကြရင်နောင်ကြမှတေမယ်ဆိုရင်လည်းနောင်ကြတော့ကြောက်အောင်မှာပဲဒီပြဿနာကမရှင်းလို့မရအောင်အဲ့တော့သူကအဲ့ဒါကိုအကုန်လုံးနားလည်ထားတယ်သဘောပေါက်ထားတယ်ဒီဘေးပြေလို့မလွတ်ဘူးဒါကြောင့်အဲ့ဒါကိုတုံလုံးချောက်ချားမနေပဲနဲ့ငါမှရှိတယ်ငါရဲ့အတွင်းတန်တာမှာဖြစ်နေတယ်ငါရဲ့စွန့်ရည်တတ္တိကိုပဲငါအားကိုးပြီးတော့အဲ့ဒီစွန့်ရည်တတ္တိကဘာကြောင့်ဖြစ်တာတော့တတန်ငကုံ၃ပါးနဲ့၅ပါးတေလာကြောင့်ဖြစ်တာ တကယ်အရေးတကယ်ဘေးမှာဘဝမှာပျက်စီးမှုနဲ့ကျုံးလာပြီဆိုရင်အကုရာဘာမှရှိတာမဟုတ်အေးအဲ့ဒါကိုသူကရှင်းပြပြီးတော့ဒီတရဏဂုံနဲ့ငါးပါးတီလန့်ဒီငါရဲ့အကုရာဖြစ်တယ်အဲ့ဒါလည်းပဲငါကျင့်သုံးထားတဲ့အတွက်ကြောင့်ငါအတွက်အကုရာဖြစ်တာတင်လို့လဲအကုရာရကျင်လဲဆိုရင်တော့အဲ့ဒါကိုနားလည်အောင်ကြိုးစားပြီးတော့ကျင့်သုံးဖို့ပဲရှိတယ်အဲ့ဒါမှကုံတွေတွေကအချိန်မရှိဘူးတဲ့ဒါကြောင့်အဲ့ဒါကိုတို့ကိုနားလည်အောင်ပြောပါအဲ့တော့ကုံတွေကြီးက ချိန်ကအလွန်နေနေပြီဒါကြောင့်အကျဉ်းမြင်းလေးယတနာမြတ်သုံးပါးရဲ့ဂုံကျေးဇူးဘုရားဆိုတာပါတရားဆိုတာပါသံဃာဆိုတာပါဒါလေးကိုအကျဉ်းမြင်းလေးပြောတယ်ပြီးတော့ငါးပါးသီလအကြောင်းလေးကိုအကျဉ်းမြင်းလေးပဲပြောပြပြီးတော့အဲ့ဒီ900ကျော်လောက်ရှိတဲ့လူတွေကိုတရားစီတရားစီအဆုစုလိုက်တယ်အောင်ဘောဆိုလူတွေကစူပွက်ပြီးတော့လှိုင်းတန်နေလေးတန်နေနဲ့ဒီလူအုပ်ကြီးကိုတခါတည်းနဲ့ကြားအောင်သူမပြောနိုင်ဘူးအဲ့ဒါသူဘာလုပ်ပြီးမှဆိုတော့တရဏဂုံသီလကိုချပေးမှရှိကနေစူပေးမှနောက်ကလိုက်ပြီးတော့ဆောက်တည်ကြရမယ် အဲ့လိုစောက်တည်တဲ့နေရာမှာအုပ်စုခုနှစ်စုဝဲလိုက်တယ်ပေါ့အဲ့ဒါပထမအုပ်စုကိုတတနဝန်တီကဆိုသူကရှိကဆိုးပေးနေတဲ့အချိန်မှာနောက်ကဆိုးပြီးတဲ့အချိန်မှာရေကရှင်မျက်စိထိထိလာပြီပေါ့အေးနောက်ဒုတိယအုပ်စုဆိုးပြီးတဲ့အချိန်မှာတော့ရေကခြေတစ်လုံးရောက်လာပြီနောက်တတိယအုပ်စုကျတော့ရေကပေါင်လေလောက်ရောက်တယ်နောက်တော့ပေါင်ရင်းလောက်ရောက်လာတယ်ဟာနောက်တစ်ခေါက်ကြတော့ချက်လောက်ရောက်လာတယ်နောက်တစ်ခေါက်လောက်ရောက်တော့တမျက်လောက်ရောက်လာတယ်အဒီလိုနဲ့လေပင်းရောက်လာတယ်နောက်ဆုံးအုပ်စုကြတော့ ရေကပါဇက်ထိရောက်နေပြီမော့ပြီးတော့ဆိုရတယ်ပေါ့တဖြည်းဖြည်းနဲ့တေးချင်းတရားကတရွေ့ရွေ့နဲ့ရောက်လာအဲ့အကုန်လုံးပဲ၆တီပြီးလဲပြီးသွားရောအဲ့ဒီသင်္ဘောသားတွေအကုန်လုံးရင်စ်ပြီးတော့တေးကြရတယ်အဲ့တော့တကယ်အရေးကြီးတဲ့အချိန်လေးမှာတကယ်အာဟုအာဒါလိုးနေတဲ့အချိန်လေးမှာရလိုက်တဲ့အစိုးအမလေးဒါလေးကမှတ်မှတ်သားသားဒါလေးကိုပဲအာယုံပြုတ်ပြီးတော့ဒါလေးမရှိခင်တုန်းကဘဝမှာပြီးတော့တေးကြရတယ် အဲ့တော့တကယ်အရေးကြီးတဲ့အချိန်လေးမှာတကယ်အာကိုအာရာလိုးနေတဲ့အချိန်လေးမှာရလိုက်တဲ့အဆုံးအမလေးဒါလေးကမှတ်မှတ်သားသားဒါလေးကိုပဲအာယုံပြုတ်ပြီးတော့ဒါလေးမရှိခင်တုန်းကဘဝမှာသူတို့ဘာဘုံမှအာကိုရသူတို့တကယ်မတွေ့ခဲ့ဘူးသူတို့ရှာတော့ရှာမှာပဲလေဟုတ်လားဒါပေမဲ့သူတို့စိတ်ထဲမှာဘာအာကိုရမှမတွေ့ဘူးဒါပေမဲ့အခုကျတော့ဘာတွေ့တော့အာကိုရတွေ့သွားတယ်အဲ့ဒီစစ်မှန်တဲ့အာကိုရကြောင့်ပဲအဲ့ဒီပုံတွေအကုန်လုံးကတာဝန်နာနဲ့ပြေကိုရောက်တယ် ရောက်တဲ့အခါကျတော့မှဩဒီကုံတဲ့ရဲ့ကျေးဇူးတရားအလွန်ကြီးပါလားတို့အလိုလားဆိုရင်တော့တေချာပေါက်ရောက်မိရောက်ရရောက်ကြရတော့မှဒါကြောင့်မိကောင်းဆွေကောင်းနဲ့ပေါင်းသိရတာများတခဏလေးပင် ဖြစ်စီကံမှုများစွာအကျိုးရှိပါလားမိယုံမှဆွေယုံမှနဲ့ပေါင်းရတာကတော့တသက်လုံးပင်ပေါင်းရသူလေးပဲဘာမှအကျိုးထူလာတယ်လို့မရှိဘူးဒုက္ခရောက်တာပဲအဘတ်တင်တယ်ပေါ့ဟုတ်ရဲ့လားအေးဒါကိုသူတို့ကကောင်းကောင်းနားလေတယ်ပေါ့ကိုတို့အနေထားလေးကို ခြေခံပြီးတော့အဲ့ဒါကိုသူတို့ကအလွန်ပြောကျင်နေတာအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကြီးကိုရောက်လာတာ။